။သူကတော့မသိပါဘူး။အမကလည်းတော်တော်လေးစိတ်ဆိုးတယ်ပေါ့နော်။ဟိုဒီလောက်အချိန်ကတ်နေတော့မှဒီလိုမျိုးပြိသက်တွေစိတ်ခုစရာဖြစ်တာကိုမကြိုက်ဘူးပေါ့နော်။အော်ဒါဖြစ်နိုင်တယ်နော်သတိထားနော်လို့ပြောထားတဲ့သားနဲ့လည်းဖြစ်လာတယ်ဆိုတော့အရန်တော့စိတ်ဆိုးတယ်။ကိုကိုကမှဖြစ်နေလဲကျန်တဲ့လူတွေကပူတော်ဆိုးမှာပေါ့နော်။ MUM ပြိသက်ဆိုပြီးတော့ဂုံယူပြီးတော့အားပေးရမယ့်အချိန်မှာအဲတခြားလူတွေရဲ့အာပြောတာဆိုတာကိုခံရတဲ့အတွက်သူတို့အကုန်လုံးကိုလည်းတောင်းပန်ခြင်းနဲ့သူ့အမအတွက်သူတာဝန်ယူရမယ်သူ့အတွက်လည်းပြစ်တံမှာသူ့အမနည်းနည်း ဖြစ်သွားတဲ့ဟာမှာအခြားလူကအဲ့အမားကိုဝင်လို့ဆရာမလိုဘူးလေအဲ့လိုမျိုးလဲစိတ်ကဆိုအမားစဉ်းစားလိုက်တာပေါ့တူတူသားကြောင့်မှာပါဒီနေ့ဟာမတို့ကတခါလဲလိုက်သွားမှာပါအဲစိတ်မကြလဲလောက်ပါပြီလေနောက်ဆုံးနေဆိုတော့ဒိတ်သက်တွေကအဲနည်းနည်းလေးပေါ့အမလို့အမရဖြစ်သွားလေးတော့ရှိတယ်ပထမပိုင်းဆိုရင်တော်တော်လေးအပြည့်နေရပါတော့နောက်မှသူတို့စိတ်ခုစရာလေး ဖြစ်သွားမျိုးလေးတွေရှိတယ်ဆိုတော့အဖြစ်ဖြစ်ချင်းတော့ပြန်ပြီးတော့မှဟိုကိုအကောင်းဆုံးပုံစံအောင်ပြန်ပြီးတော့တိဆောက်ရမှာပေါ့။သူကတော့မသိပါဘူး။အမကလည်းတော်တော်လေးစိတ်ဆိုးတယ်ပေါ့နော်။ဟိုဒီလောက်အချိန်ကတ်နေတော့မှဒီလိုမျိုးဟိုပြိတ္တတွေစိတ်ခုစရာဖြစ်တာကိုမကြိုက်ဘူးပေါ့နော်။ဒါမဲ့လည်းဖြစ်တာတော့ဖြစ်တယ်ဖြစ်သွားပြီဆိုတော့အကောင်းဆုံးကိုပဲကိုပါဆက်လုပ်မလဲ။ဆိုပြီးတော့ပဲအဲယုံကြည်မှုပြန်ရလောင်တော့နေရမှာပေါ့။ဖြစ်ရှင်းတဲ့အချိန်မှာပေါ့။ သူတယောက်တည်းကိုစဉ်းစားတာမျိုးမဟုတ်ဘဲနဲ့တခြားဟာတွေကစဉ်းစားတာပေါ့ပြန်ပွဲသွားဖို့မဟုတ်ဘဲနဲ့ဒါအပြင်ကကိစ္စပေါ့ကိုမိသားစုဝင်ပဲဖြစ်ဖြစ်ကောနော်ကိုသမီးညီမအဲ့လိုမျိုးဆိုရင်တော့ဒါဖြည့်ရှင်းလေးရတစ်မျိုးဖြစ်ရင်ဖြစ်မှာပေါ့ဟောဒီထက်လည်းပို့ပြီးတော့ဟောစိတ်လိုက်မှန်ပါနဲ့ဖြည့်ရှင်းမိမှာပေါ့နော်အခုကျတော့လည်းအဖက်ဖက်ကိုဟိုငဲညာရတာတွေရှိတယ်အဲနောက်နောက်တက်တစ်ခုကကြတော့အချိန်ပေါ့နော်အချိန်ကလည်းအရန်ကတ်နေတယ်ကတ်နေတဲ့အခါမှာအဲ့လိုမျိုးဟိုအချိန်အချိန်နည်းနည်းလေးနဲ့အစင်သက်မဖြစ်တဲ့ ဟာမျိုးတွေကိုလည်းမ trying တင်တော့ပေါ့နော်အဲ့ဒါအကြောင်းပေါ့ပေါ့အဲ့ဒါကဝယ်အေးစေးနဲ့ပဲဒါလုတ်ဆရာရှိတာကိုစီစဉ်ထားတဲ့အတိုင်းပဲဆက်လုပ်ကြတာပေါ့ကျွန်တော်တို့လည်း pressure များတယ်အဲများတာပေါ့ကိုလှုပ်လိုက်တဲ့ကိစ္စလည်းမဟုတ်ဘူးပေါ့နော်ကိုပြောထားရတာနဲ့လည်းဒါဖြစ်နိုင်တယ်နော်သတိထားနော်လို့ပြောထားရတာနဲ့လည်းဖြစ်လာတယ်ဆိုတော့အရင်တော့စိတ်ဆိုးတယ်ကိုကိုကမှဖြစ်နေလဲကျန်တဲ့လူတွေကပူတော်ဆိုးမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပဲအေးစစ်စစ်လေးနဲ့ဟိုဟိနှိုင်းပြီးတော့ပဲ ကိုကိုကိုတောင်မနေစိတ်အေးတောင်မနေတော်တော်လေးအချိန်ယူလိုက်ရတယ်အနောက်ဆက်လူမျိုးဖြစ်သွားတာပေါ့တကယ်ကောင်းကောင်းအစင်သင်းအားလုံးအစင်သင်းသွားဖို့လာဖို့လည်းလုံနေပြီသူပန်းသူကျန်တဲ့လူတွေလည်းလုံနေကြပြီဆိုတဲ့အချိန်မှာဟိုလုပ်ငန်းစဉ်ကိုနောက်ဆက်တလူမျိုးတောင်စိတ်ထဲကအဲ့လိုဖြစ်တာပေါ့နော်အနောက်ဆက်ဖြစ်သွားတာပေါ့အထူးသဖြင့်တော့အဲ့အခြားတယောက်ကိုလည်းအမှပို့ပြီးစဉ်းစားတာပါဘာဖြစ်လို့လဲဆိုတော့ဟိုရက်ပိုင်းပေါ့နော်ရက်ပိုင်းအတွင်းမှာအစင်မပြေခဲ့တာဖြစ်သွားတဲ့အတွက်သူ့ကိုဝင်တော့ဝင်ဖို့ဖြစ်စေတယ်လို့ထင်တယ် ဟိုဒီရက်ပိုင်းလေးမှာသူအစင်းသိမဖြစ်ပဲနဲ့ကိုက push လုပ်ပြီးတော့သွားမလားဆိုကလေးကလည်းစိတ်အားထက်တယ်သွားသွားချင်တဲ့ကလေးကရှိမှာပဲအဲ့အချိန်မှာသူ့အတွက်မနိုင်မနှင်းဖြစ်မှာတော့အစင်းသိမဖြစ်မှာတော့ဘလို့ပဲသူတော်တဲ့လူပဲဖြစ်ဖြစ်အာ လူစားနှစ်ဖွက်ကွဲနိုင်တာပဲလေနှစ်ဖွက်ကွဲနိုင်တာပဲသူပြည့်တဲ့ကိုပြည့်တဲ့ရှိနိုင်တဲ့အဲ့ချိန်ကြလို့ရှင်တစ်ဖက်နဲ့တစ်ဖက်နဲ့ယန်နေဖြစ်ကြမယ်နေရင်ထိုင်ရင် तू ကပြောဆိုခံရအောင်မှာပေါ့နော်အဲ့ဒါကိုလည်းမဖြစ်စေချင်တာလည်းပါတယ်အဓိကသူ့အမောက်တက်သူတာဝန်ယူရမယ်သူ့အတွက်လည်းပြစ်တယ်မှာသူ့အမားနည်းနည်းဖြစ်သွားတဲ့ဟာမှာအခြားလူကအဲ့အမားကိုဝင်လို့ဆရာမလို့ဘူးလေအဲ့လိုမျိုးလဲစိတ်ကဆိုအမားစဉ်းစားလိုက်တာပေါ့အเจ้าညာတွေမတူကြတာပဲရှိရပေါ့တိုက်ခိုက်တာတွေကတော့တနည်းနဲ့တနည်းနဲ့ဟောရှိကြပါတယ် သူလည်းနည်းနည်းဟိုဘာလဲ A to S နဲ့ဟိုနည်းနည်းကောင်းမာတဲ့ထဲမှာပါလာပေါ့နော်မပြော့ဘူးပေါ့ကြည့်ရင်တော့ပြော့တယ်ထင်ရပေမဲ့သူများတွေကညာညာလိုက်ပေါ့ညာလိုက်စိတ်ချင်တယ်သူကတော့ညာရင်တစ်သက်လုံးညာနေရမှာအဲ့ဒါတော့မညာချင်ဘူးဒီတခါတော့သူတကယ်အမှန်ကိုပဲပြောလိုက်တော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောလာဆိုအဲ့အဲ့ဒါဆိုတော့ okay ပေါ့ဆိုတော့အဲ့တိုင်းပဲဆက်သွားကြမယ်ပေါ့ဖြစ်လာတဲ့ပြဿနာဖြစ်လာတဲ့တိုက်ခိုက်မှုဖြစ်လာတဲ့ကြက်တွေကတော့နှစ်ယောက်လုံးခံပေါ့ Yeah, that was all over. ် MUM ပေးသက်ဆိုပြီးတော့ဂုံယူပြီးတော့အားပေးရမယ့်အချိန်မှာအဲတခြားလူတွေရဲ့အားပြောတာဆိုတာကိုခံရတဲ့အတွက်တို့အကုန်လုံးကိုလည်းတောင်းပန်ချင်တယ်ဒါပေမဲ့ဟိုဒါကလည်းတကယ်ဟိုဖြစ်ချင်လို့ဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်တိုက်ဆိုင်တာလည်းဖြစ်သွားတယ်ဆိုတော့ဟိုစိတ်မကောင်းပါဘူးဒါပေမဲ့လည်းအဲဘယ်လိုပဲဖြစ်ဖြစ်ပေါ့နည်းနည်းလေးစိတ်ရှည်တည်ခံပြီးတော့ဆက်ပြီးအားပေးပါပေါ့ဒီနှစ်ကဟိုနည်းနည်းရိုးရိုးရှင်းရှင်းပဲလုပ်ထားတယ်တို့ကဘာတွေလုပ်ပြီးပြီလဲဆိုတော့ထုံတန်းနေ ဒလေးတွေရင်ကျေးမှုတွေအဲ့ဒါတွေကအရှိမတော်တော်တော်များများလုပ်ခဲ့ပြီးပြီဆိုတော့နောက်တော့ပြောင်းရမယ့်နိုင်ငံလဲထိုင်းဖြစ်တယ်ထိုင်းဖြစ်တယ်ဆိုတော့ကိုနဲ့ရင်ကျေးမှုချင်းနည်းနည်းနီးစပ်တဲ့ဟာမျိုးဖြစ်တယ်ဆိုတော့ဒီထိုင်းပြည်သက်ရှိမှာအဲသူတို့တိပြီးတဲ့တရားဝတ်စုံမျိုးလဲဖြစ်စေချင်တာပေါ့အဲ့ဒါဆိုတော့အရင်ဟိုလိုကြီးအဲထူးထူးဆန်းဆန်းကြီးကြီးမားမားမလုပ်ထားအောင်တတက်ရက်လေးနဲ့ပမာမှုဘက်ကမှအဲနည်းနည်းလေးခစ်ဆန်တာလေးလုပ်ထားတာပေါ့အဲ့လိုလေအေးတယ်ဆိုပေမဲ့ तू က အိမ်ရဲ့အမိခိုမရှိဘဲနဲ့သူခြေထားပေါ်သူရက်တီပြီးတော့ဟိုအလုတ်လုတ်ခဲ့ပြီးတော့အချိန်တော်တော်ကြာကြာရက်တီထားတဲ့လူတယောက်ဖြစ်တဲ့အတွက်တိမ်ပွဲအတွင်းရအစိန်ခေါ်မှုတွေပြင်ပမှုတွေတော့သူခံနိုင်ရရှိမှာပါပြည်သက်တွေလည်းထပ်ပြီးတောင်းပန်ပါတယ်အားမလို့အားမရဖြစ်သွားစေတဲ့အပေါ်အဲစိတ်ညစ်စေတဲ့အပေါ်တောင်းပန်တယ်အဲဒါပေမဲ့နည်းနည်းလေးစိတ်လေးရှော့ပြီးတော့ထပ်ပြီးတော့အားပေးပြီးပါအောင် final ကလည်း21ရက်နေ့မှာမနက်ခင်းမနက်ခင်းဖြစ်တာလေးကိုသတိထားပေးပါအောင်